ားလုံးပဲမင်္ဂလာပါအမျိုးဝင် entertainment ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားအိန္ဒိယပါကစ္စတန် BND တာလီဘန်ဒိုဂျာဂါဒီပဋိပက္ခအကြောင်းပေါ့နော်ဒီခေါင်းစဉ်ကတော့ကျွန်တော်တောင်အာရှပဋိပက္ခပေါ့နော်ဒီ South Asia Conflict ဆိုပြီးတော့မှကျွန်တော်နာမည်ပေးထားပါတယ်သူတို့သုံးနိုင်ငံကြားမှာကျွန်တော်တို့ဒီစစ်ပွဲတွေစစ်ပွဲကြီးတခုဖြစ်ပေါ်လာနိုင်သလားပေါ့နော်အဲအဲ့လိုမျိုးဘာကြောင့်ပြောရသလဲဆိုတာတွေကိုလည်းကျွန်တော်ရှင်းပြပေးတော့မှာပါပြီးရင် ဒီနေ့တင်ဆက်မှုအပြီးမှာလည်းဒီနေ့ကျွန်တော်ပြောတော့တဲ့ဗီဒီယိုတွေကအကြောင်းအရာတွေကိုပြင်ပြီးတော့မှအချင်းရှုပ်လက်တစ်ခေါက်ကျွန်တော်ဒီပို့ပြီးနားလေအောင်ပေါ့နော်အဲအဲ့လိုမျိုးတင်ဆက်ပေးဖို့ကျွန်တော်ဆုံးဖြတ်ထားပါတယ်ဒီအိန္ဒိယပြီးရပါကစ္စတန်နဲ့ဒီအာဖဂန်နစ္စတန်သုံးနိုင်ငံဟာစစ်ပွဲဖြစ်လို့နီးနီးအခြေအနေမှာသူတို့ရှိနေကြတာပါ2025ခုနှစ်ထင်ပါတယ်ဒီနိုင်ငံသုံးခုဟာဆိုရင်သူတို့ဒီအချင်းချင်းထိတ်တန့်ရင်ဆိုင်မှုတွေရှိနေခဲ့ပါတယ်ဒီအိန္ဒိယနဲ့ပါကစ္စတန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဒီနှစ် မေလာမှာပေါ့နော်ဒီခဏလေးဆိုပေမဲ့တို့တော်တော်လေးကိုပြင်းထန်တဲ့ပဋိပက္ခတခုတို့ကြားမှာဖြစ်ခဲ့တာပါပြီးရင်ဒီအခုတိတ်မကြသေးခင်ကဒီအော်တိုဘာမှာလဲဒီပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ရဲ့ဒီတာလီဘန်အုပ်ချုပ်သူတွေကသူတို့ရဲ့ဒီနေတမိတ်တစ်လျှောက်မှာဘုံတွေပြီးရင်ကျေစံတွေနဲ့တို့တွေ့ထက်တန်ယူအပြက်အလှန်တိုက်ခိုက်ကြကြတာအလုံးအသိပါပဲအဲ့ဒီပဋိပက္ခတွေရဲ့ဒီနောက်ကိုကျွန်တော်တို့ရတတပတ်အနည်းငယ်လောက်ကျွန်တော်တို့နောက်ပြန်ကြည့်လိုက်တဲ့အခါမှာဒီ2025ဟာဆိုရင်အဲ့ဒီ၃နိုင်ငံကြားမှာ ဒီအကြမ်းဖက်မှုတွေမြန်တက်လာတဲ့နေ့ရဲ့ပြီးရင်သူတို့အရှင်ချင်းဒီထိတ်တက်ရင်ဆိုင်မှုတွေ ရှိလာတဲ့နေ့ရဲ့ပြီးရင်ဒီနောက်ပိုင်းအနာဂတ်မှာလည်းဒီမြင်သာထင်သာတဲ့ပဒီပခဖြေးနိုင်ခြေတွေကို ပိုများလာစေမဲ့ဒီဒေတာရင်းစီမြင့်တွေကို သူတို့တွေပြန်လေရေးဆွေးခဲ့ရတဲ့နေ့အဖြစ်ကျွန်တော်တို့အမှတ်ရနေခဲ့မှာပါဒါပေမဲ့အခုဒီတောင်အားရှားကိုလှုပ်ခတ်တော်စေခဲ့တဲ့အဖြစ်အပျက်တွေရဲ့ကျွန်တော်တို့နောက်ဆုံးအခြေအနေတွေကိုကြည့်လိုက်တဲ့အခါမှာ ဒီ2025ရဲ့အဆိုးဆုံးတိုက်ပွဲတွေဟာဆိုရင်မဖြစ်သေးဘူးလို့ကျွန်တော်တို့ထင်ရပါတယ်ဒီလွန်ခဲ့တဲ့ရက်အနည်းငယ်မှာလည်းဒီဘုံပေါက်ကွေမှုတွေကမြူဒေလီနဲ့ဒီအစ္စလာမ်ဘာပဲမြို့တော်တွေကိုလှုပ်ခတ်တော့ခဲ့ပါတယ်အိန္ဒိယကလူထောင်ပေါင်းများစွာကိုတပ်ဖြတ်ဖို့စီစဉ်ထားတဲ့ဒီအကြမ်းဖက်ကြံစည်မှုတစ်ခုကိုသူတို့ထုတ်ဖော်နိုင်ခဲ့တယ်လို့ပြောပါတယ်ပါကစ္စတန်ဘက်ကကြတော့ဒီအာဖဂန်နစ္စတန်ဟာတဲ့နှစ်နိုင်ငံရဲ့အတူအယောင်ဟန်ပြားတက်တက်တာဖြစ်ပြီးတော့မှအခုချိန်မှာသူတို့ကြားမှာ ဒီပြက်ပြစ်တော့ပြီးဖြစ်တဲ့အပြစ်အခက်ရစေရေးကိုရှိုးဖောက်ပြီးတော့မှတိုက်ခိုက်မှုတွေစတင်နေတယ်ဆိုပြီးပါကစ္စတန်ကကြေညာပါတယ်ပြီးတော့မှဒီပါကစ္စတန်ခေါင်းဆောင်ကတတော်လေးကိုအန်အောစရာကောင်းလောက်အောင်သူတို့ဒီအချိန်အဟုန်မြင်းပြီးတော့အာနာကိုသူတို့စူးစီးနေတဲ့အချိန်မှာပဲသူဟာသူ့နိုင်ငံဆေးဖြစ်နေပြီဆိုပြီးတော့မှကြေညာခဲ့ပါတယ်တပ်ဖွဲ့တွေဟာလည်းနေဆက်တွေစီကိုဥတီပြီးတော့မှရွေလျားနေတာကိုတွေ့ရပါတယ်ဒေတာတစ်ခုလုံးကဆိုရင်ဒီ အမြင့်ဆုံးအဆင့်သတိပေးချက်အောက်မှာရှိနေပြီးတော့မှကမ္ဘာ့ငါးကြီးနိုင်ငံတွေကလည်းသူတို့ဘက်ကရည်တည်မဲ့သူတွေကိုအခုချိန်မှာရှာဖွေနေပါတယ်။တကယ်တော့ကမ္ဘာရဲ့ဒီဒေတာမှာစေပွေးကြီးတစ်ခုပြန်လေဖြစ်ပေါ်လာမယ့်အရေးကကျိုတန်သတ်မှတ်ထားပြီးသားကိစ္စရပ်တစ်ခုလို့ဖြစ်နေကြတာပါ။ဒါပေမဲ့အခုလက်ရှိအခြေအနေတွေအရတော့အဲ့ဒီစေပွေးဟာမကြခင်မှာဖြစ်ကိုဖြစ်တော်မယ့်အရေးပါပဲ။တိတ်မကြခင်ကပေါ့နော်ဒီဖြစ်ပေါ်ခဲ့တဲ့ဘုံတိုက်ခိုက်မှုတွေဟာတကယ်တမ်းမှာဆိုရင်တိုက်ဆိုင်မှုသာဖြစ်ခဲ့ရင်တော့မှ ဲ့ဒီနိုင်ငံတွေကဒါကိုရိုးရိုးတိုက်ဆိုင်မှုတစ်ခုအဖြစ်သဘောထားပြီးတော့မှလျှေးလီယူရှူထားကြမှာတော့မဟုတ်ပါဘူး။နိုမလာဒီဆေးရဲနဲ့ဒီနိုမဆင်းရဲတို့မှာပေါ့နော်ဒီအိန္ဒိယရဲ့နယူးဒေလီနဲ့ပါကစ္စတန်ရဲ့အစ္စလာမဘက်တို့မှာပေဆုံးမှုတွေများတဲ့ပေါက်ကွေးမှုတွေဖြစ်ခဲ့ပါတယ်။နိုမလာဆေးရဲတလင်းလာနေမှာဒေလီမျိုးရဲ့လူစီကားတဲ့နေရာမှာကာဗွန်တလုံးပေါက်ကွေးခဲ့ပြီးတော့မှအိန္ဒိယဟာအရင်ဆုံးတိုက်ခိုက်ခံရတဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။တေဆုံးသူဥယေကိုအစာပိုင်းမှာ၈ဦးလို့ကြေညာခဲ့ပေမဲ့ နော်မာလာ73ရဲ့အကြာသာပတိုင်းနေ့မှာစင်နဦးအထီးတွေ့လာခဲ့ပါတယ်။အိန္ဒိယကအစံဖက်လုံရဲ့အဖြစ်စုံစမ်းစစ်ဆင်းနေတဲ့ဒီဖြစ်စဉ်မှာဒီတခြားလူ30ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီနောက်အင်္ဂါနေ့မှာတော့ဒီအစ္စလာမ်မှာပဲခရိုင်တရားရုံးအပြင်ဘက်မှာလည်းအသေခံဘုံခွေသမားတဦးကသူ့ကိုယ်သူဖောက်ခွေခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာလည်းတေဆုံးသူဦးရဲ့ဟာဒီလက်ရှိစင်နဦးရှိပြီးတော့မှလူ30နီးပါးဒဏ်ရာရခဲ့ပါတယ်။ပါကစ္စတန်တာလီဘန်ဆိုပြီးတော့မှပို့ပြီးလူတီများတဲ့ ဒီ Taris Taliban Pakistan အဖွဲ့အစည်းကအစ္စလာမဘက်မှဖြစ်ပေါ်ခဲ့တဲ့ပောက်ကွေးမှုကိုသူတို့လက်ဆက်လို့တင်ကြခဲ့ပါတယ်။ကြည့်ဒီတော့ဒီတိုက်ခိုက်မှုတွေရဲ့တည်ရောက်မှုတွေကိုကျွန်တော်တို့မဆွေးနွေးခင်မှာကျွန်တော်တို့ရှင်းရှင်းလင်းလင်းတည်ထားဖို့လိုအပ်ပါတယ်။ဒါလည်းဆိုတော့နယူးဒေလီနဲ့အစ္စလာမဘက်ရဲ့ဒေသစံတော်ချင်းအရာဒီ2025ခုနှစ်နိုဝင်ဘာလ13ရက်ဂျာတာပတိနေ့ညနေပိုင်းအထိဒီတိုက်ခိုက်မှုတစ်ခုဟာတိတိကျကျဆက်ဆက်မှုတော့မရှိသေးပါဘူး။တကယ်ပြောရရင်အခုအချိန်ထိအဲ့ဒီအဖြစ်ပြက်ဒီဘုံပောက်ကွေးမှုအဖြစ်ပြက်နှစ်ခုက ဆက်ဆက်မှုရှိတယ်လို့အတိအကျပြောနိုင်တယ်ရှင်းလင်းတဲ့အကြောင်းပြချက်ကဘာတစ်ခုမှမရှိသေးပါဘူးဒါပေမဲ့ဒီအတန်ဘတ်လောက်ရတဲ့ခုဟာအိန္ဒိယနဲ့ပါကစ္စတန်ကိုပဋိပက္ခအတိတ်တစ်ခုလေးကိုဆွေးသွင်းနိုင်ဖို့အတွက်တူညီတဲ့ဒီအတန်ဘတ်အဖွဲ့တစ်ခုလေးကလုပ်ခဲ့တာဖြစ်ဖို့ဘာကြောင့်လဲဆိုတော့ကျွန်တော်နားလေဖို့အတွက်ဆိုအရင်ဆုံးဒီဖြစ်ပေါ်ခဲ့တဲ့တိုက်ခိုက်မှုကနေကျွန်တော်တို့စလိုက်ရအောင်ပါအိန္ဒိယမှာဖြစ်ခဲ့တဲ့ပောက်ခွေးမှုဟာအမြင့်တဲ့လုံခြုံရေးတင်းကျပ်ထားရမယ်ဒေလီရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ဒီ ရေးတိုင်းနီပေါ့နော်ဒီ rack fall လို့ခေါ်တဲ့သမိုင်းဝင်နေရာတစ်ခုမှာပြုတ်ပေါက်ခဲ့တာပါဒီတိုက်ခိုက်မှုမှာကာဘွန်ကိုအတုံးပြုတ်ခဲ့တာဖြစ်ပြီးတော့ဘသူနဲ့ဆက်ဆက်တယ်လဲဆိုတာကိုတော့တိတိကျကျမဖော်ထုတ်နိုင်သေးပါဘူးဒါပေမဲ့အိန္ဒိယကစုံစမ်းစစ်ဆေးသူတွေဟာဒီကာမောင်းတဲ့သူနဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲဒီနိုင်ငံတော်ဥပဒေစိုးမိုးရေးအဖွဲ့ကဖော်ထုတ်ဖြည့်ဆည်းခဲ့တဲ့ဒီအကြမ်းဖက်အဖွဲ့ငယ်တစ်ခုချာမှာဆက်သွေမှုရှိမရှိဆိုတာကိုလိုင်းလင်ပြီးစစ်ဆေးနေပါတယ်အိန္ဒိယသတင်းဌာနတွေအရဒီဖန်ဆီမှုဟာပါကစ္စတန်နေဆက်အနီး ဒီဂူဂျာရဲပြည်နယ်အနောက်ဘက်ကမ်းရိုးထဲမှာနိုမလာ9ရက်နေ့ကစတင်ခဲ့ပြီးတော့မှတရုတ်နိုင်ငံကဒီစေဖက်ဆိုင်ရာဘွေရတူဖြစ်တဲ့ဒေါက်တာဒီအက်မက်ဆာဟက်ကိုဆွဆွခရရသူလူဦးနဲ့အတူဖမ်းဆီးခဲ့ပါတယ်။ဥပဒေစိုးမိုးရေးကထုတ်ပြန်တဲ့အစီရင်ခံစာတွေအရဆိုရင်ဆာဟက်ဟာဒီကမ္ဘာလုံးဆိုင်ရာအကြံဖက်ကြံစီမှုတွေမှာအသုံးပြုခဲ့တဲ့ဒီတဘာဝအတိုင်းဖြစ်ပေါ်ပြီးတော့မှအလွန်တရာမှဒီတေစေနိုင်တဲ့အစိတ်အမျိုးဖြစ်တဲ့ reason ကိုထုတ်လုပ်နေတယ်လို့ဆွဆွထားပါတယ်။ အဲ့ဒီလူ၃ဦးကဆိုရင်လက်ပြေဘုံတွေလည်းပိုင်ဆိုင်ထားပြီးတော့မှ daily အပါဝင်အိန္ဒိယမြို့ကြီးတွေအများကြီးမှာဒီထောက်လှမ်းမှုတွေလှုပ်ဆောင်နေတယ်ဆိုပြီးတော့မှဆွတ်ဆွေးခံထားရတာပါဖန်စီခံရတဲ့နောက်ထပ်လူတူကတော့အီရန်နဲ့ဒီဆီးရီးယားက IS ရဲ့ခိုရီဆန်အဖွဲ့ခွေးနဲ့ဆက်စပ်မှုရှိတယ်လို့သိရပါတယ်ဒီကြံစီမှုတွေပေါ်ပေါက်လာတာနဲ့အများကြီးအိန္ဒိယအာဏာပိုင်တွေဟာဆိုရင်ကက်ရှမီးယားဒေသပါလာမခရိုင်ကနောက်ထပ်ဒီအကြမ်းဖက်အဖွဲ့ငယ်တစ်ခုစီကိုဥတီခဲ့ပါတယ်အဲ့ဒီမှာ ီစုံစဲစစ်စစ်တဲ့သူတွေကပေါ့နော်စီးနဲ့ရှာပွေကြည့်ပြီးတော့မှပေါက်ကွေးပစ္စည်းဒီကီလိုဂရမ်2900ပေါ့နော်ပေါင်အားဖြင့်ဆိုရင်ဒီ6400ခန်းနဲ့အတူပေါက်ကွေးပစ္စည်းတွေပြီးရင်တနက်တွေကိုပိုင်ဆိုင်ထားတယ်လို့ဒီဆွဲဆွဲခံရသူအနည်းဆုံး9ဦးကိုဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်ဒီကြံစီမှုရဲ့ဒီတစိမ့်တစ်ပိုင်းအနေနဲ့နောက်ထပ်ဆရာဝန်အုပ်ကိုလည်းသူတို့ဖမ်းဆီးခဲ့ပါတယ်စုံစဲစစ်စစ်သူတွေရဲ့ခံမှန်းချက်အရတော့ဒေလီမှာပေါက်ကွေးခဲ့တဲ့ကားကိုမောင်းနှင်ခဲ့တဲ့သူဟာအရင်ဖမ်းဆီးခံထားရတဲ့ အကျံဖက်အဖွင့်နေတာမဟုတ်ဘူးအဲ့ဒီထက်ပိုကြည့်တဲ့ကွန်ရဲရဲအစိပ်ပိုင်းတစ်ခုဖြစ်နိုင်ပါတယ်အာရာဘိန်တွေကအဲ့ဒီလိုမျိုးဒီအကျံဖက်အဖွင့်တွေကိုဖြိုခွင်းနေတဲ့အချိန်မှာသူ့ကိုလည်းဖမ်းမိတော့မယ်လို့သူကထင်ပြီးတော့မှဒီသူ့အစီအစဉ်ကိုလှုပ်ဆောင်နိုင်သေးတဲ့နောက်ဆုံးအချိန်အတိုလေးမှာထိုင်းလန်တကြားနဲ့တိုက်ခိုက်ဖို့စ조사ခဲ့တာဖြစ်မယ်လို့ပြောဆိုနေကြပါတယ်တကယ်တမ်းမှာတော့ကားကအချိန်နဲ့တောနေတုန်းမှပောက်ကွေးတော့တာရဲ့ရင်မောင်းကလည်းကားထဲမှာရှိနေတုန်းဆိုတဲ့အချက်တွေကိုကျွန်တော်တို့ထိတွေ့ကြည့်ရင်ဒီကားဘုံဟာ အဲ့ဒီအရှင်အတီအချာမှာပေါက်ကွေးဖို့ရည်ရွယ်ထားတာဟုတ်ရဲ့လားဆိုတာကအခုဖြစ်ရှင်းရမယ့်မျိုးခွင့်ကြီးတစ်ခုဖြစ်နေပါတယ်။ဘလို့ပဲဖြစ်ဖြစ်အိန္ဒိယစုံစမ်းစစ်ဆေးသူတွေဟာသူတို့ဖြိုခွင်းခဲ့တဲ့အကြမ်းဖက်အဖွဲ့ငွေတွေနဲ့ပတ်သက်တဲ့ဒီအခြားအရေးကြီးတဲ့အသေးစိတ်အချက်အလက်တစ်ခုကိုထုတ်ပေါ်ခဲ့ပါတယ်။နိုင်ငံတော်ဥပဒေစိုးမိုးရေးအဖွဲ့ရဲ့အဆိုအရဆိုရင်သူတို့အလုံးဟာကက်ရှမီးယားဒေသတစ်ချောင်းမှာလှုပ်ရှားနေပြီးတော့မှအိန္ဒိယကပါကစ္စတန်ထောက်လှမ်းရေးကိုဓာတ်ရိုက် ထောက်ခံတယ်လို့ကာလာကြာရှည်ဆွဲဆွေးထားတဲ့ အလွန်တရာမှတက်ကြောပြီးတော့မှအလွန်အန္တရာယ်များတဲ့အကြံဖက်အဖွဲ့အစည်းဖြစ်တဲ့ Judge E Mohammed နဲ့ရှိတ်ဆက်နေတယ်လို့သိရပါတယ်။ဒီနေ့အစောပိုင်းကပါကစ္စတန်နဲ့အိန္ဒိယကြားငားရဲကြပတိပခါကိုဖြစ်စေခဲ့တဲ့ဒီကက်ရှမီးယားအကြံဖက်တိုက်ခိုက်မှုကြီးအတွက် Judge E Mohammed အဖွဲ့ကတာဝန်မရှိပေမဲ့အိန္ဒိယကတော့ဒီအဖွဲ့ကိုဒီပါကစ္စတန်ကစီစဉ်ညှိနှိုင်းထားတဲ့ပိုကြီးမားတဲ့အကြံဖက်ကွန်ရက်ရဲ့တစိတ်တစ်ပိုင်းအဖြစ်သတ်မှတ်ထားပါတယ်။ ပါကစ္စတန်အကြောင်းကိုပြောရမယ်ဆိုရင်ဒီတစ်ပတ်သူတို့ရင်ဆိုင်ရတဲ့အခြေအနေကအိန္ဒိယနဲ့ဆင်တူနေပါတယ်။ခရိုင်တရားရုံးအပြင်ဘက်မှာလူဆင်းအုပ်တည်ဆုံခဲ့တဲ့ဒီအစ္စလာမ်မှာပဲပောက်ကွေးမှုဖြစ်ပြီးတဲ့နောက်မှာအဲ့ဒီနိုင်ငံရဲ့ခေါင်းဆောင်တွေဟာလည်းကြီးမားတဲ့ပြည်တွင်းအကြမ်းဖက်မှုဖြစ်အားကိုရင်ဆိုင်နေရပါတယ်။ကျွန်တော်တို့ပြောခဲ့သလိုပဲအဲ့ဒီတိုက်ခိုက်မှုကိုပါကစ္စတန်တာလီဘန်ကတာဝန်ယူခဲ့တာပါ။အဲ့ဒီအဖွဲဟာဆိုရင်2025ခုနှစ်တနှစ်တိမာတဲ့ပါကစ္စတန်တဝန်းမှာတိုက်ခိုက်မှုအများအပြားကိုပေါ့နော်ဒါစင်နေရှိပြီးတော့မှအမှန်တကယ်လှုပ်ဆောင်ခဲ့တာဒါမှမဟုတ်လှုပ်ဖို့စ조사ခဲ့တာတွေရှိပါတယ် ဒီအဖွဲ့ဟာလန်ဒန်အင်အားကောင်းကောင်းနဲ့စနေတကျဖွဲ့စည်းထားတဲ့အကြမ်းဖက်အဖွဲ့ကြီးတစ်ခုလည်းဖြစ်ပါတယ်။အိန္ဒိယမှာတိုက်ခိုက်မှုလိုပဲဒီအစ္စလာမ်မှာပဲမှာဘုံခွေမှုကလည်းတိကျဖြစ်ရတခုမဟုတ်ပါဘူး။တကယ်တော့အသေးခံဘုံခွေသမားတူအပါဝင်ပါကစ္စတန်တာလီဘန်တိုက်ခိုက်ရေးသမားအဖွဲ့တစ်ဖွဲ့ကဝါနာမျိုးမှာရှိတဲ့စစ်တင်တဲ့ကြောင့်တခုကိုစီနေဖို့စ조사ခဲ့ပြီးတရက်အကြာမှာဖြစ်ပေါ်ခဲ့တာပါ။တရက်အစောပိုင်းတနင်္ဂနွေနေ့ကပါကစ္စတန်ဟာဒီအာဖဂန်နစ္စတန်နေဆက်တစ်ချောင်းမှာရှိတဲ့ ပါကစ္စတန်တာလီဘန်ပုံခိုရာနေရာတွေကိုစီးနက်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးတော့မှစုစုပေါင်းတပုံအယောက်20ကိုတပ်ဖြတ်ခဲ့တယ်လို့ပါကစ္စတန်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအကြံဖတ်မှုဟာပါကစ္စတန်ရဲ့အာဖဂန်နစ္စတန်နဲ့တန်တမန်ဆက်ဆံရေးပြင်းပြင်းထန်ထန်ယိုယွင်းပျက်စီးပြီးတော့မှရဲအနည်းငယ်အကြံမှဖြစ်ပေါ်ခဲ့တာပါ။အဲ့ဒီနောက်ဒီစနစ်တနင်္ဂနွေနေ့တွေမှာတူရကီနဲ့ဒီကာတာလိုဂျားကန်နိုင်ငံတွေကပေါ့နော်နှစ်နိုင်ငံအကြားမှာတေဆုံမှုတွေများတဲ့ဒီမကြသေးခင်ကနေစပတိပခါတွေနဲ့ပတ်သက်ပြီးတော့မှသဘောတူညီမှုရရှိအောင်စ조사ခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့အတွက် အစ္စလာမ်မှာပဲနဲ့ဒီကဘူးဂျားမှာတာရီယာအချိန်ငင်းချင်ရွှေနေမှုတွေဟာပြတ်ပြတ်တော့ခဲ့ပါတယ်။အိန္ဒိယဟာပါကစ္စတန်ကိုဂျာဟီမိုဟာမက်ကို ထောက်ခံတယ်လို့အပြည့်တင်တယ်လို့ပဲပါကစ္စတန်ကလည်းဒီအာဖဂန်နစ္စတန်နဲ့သူ့ရဲ့ဒီအာဖဂန်တာလီဘန်အုပ်ချုပ်သူတွေကိုသူတို့ရဲ့နေမြေမှာပါကစ္စတန်တာလီဘန်ကိုခိုလုံခွဲပေးပြီးတော့မှအဲ့ဒီအဖွဲ့ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုလွေကူလျှော်မွေးအောင်လှုံ့ဆော်ပေးနေတယ်ဆိုပြီးတော့မှအပြည့်တင်ခဲ့ပါတယ်။အာဖဂန်နစ္စတန်ကတော့အဲ့ဒီဆွေဆွေချက်တွေကိုညှင်းဆိုပါတယ် ဒါပေမဲ့အနည်းဆုံးတော့ပါကစ္စတန်တာလီဘန်ဟာအာဖဂန်နီမြေမှာတက်တောင့်တက်တာလေပန်းနေတယ်ဆိုတဲ့အချက်ကိုတော့ကျွန်တော်တို့လျှေလျူရှုမေးထားလို့မရနိုင်ပါဘူး။အဲ့ဒါအပြင်နိုင်ငံတကာပဋိပက္ခကျွမ်းကျင်သူတွေကဒီနှစ်ဖွဲ့ပေါ့နော်ဒီအာဖဂန်တာလီဘန်နဲ့ပါကစ္စတန်တာလီဘန်ဟာတတော်လေးကိုနက်ဆိုင်တဲ့ဆက်ဆဲမှုတွေရှိနိုင်တယ်လို့အကြံပြုထားပါတယ်။လွန်ခဲ့တဲ့ရက်သက်တပတ်အနည်းငယ်ကပါကစ္စတန်နဲ့အာဖဂန်စတန်ကြားမှာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြပြတော်ခဲ့တဲ့အချိန်တုန်းကဆိုရင် ပါကစ္စတန်ကဒေါ်သာတကြီးနဲ့ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။နိုင်ငံရဲ့ကာကွယ်ရေးဝင်ကြီးဖြစ်တဲ့ဒီခါဝါဂျာအာဆစ်ကလူမှုမီဒီယာပေါ်မှာဒီအာဖဂန်နစ္စတန်ကိုရှိန်းရှောက်ခဲ့ပြီးတော့မှသူ့အဘော်ကိုကိုးကားပြီးပြောရင်တော့တာလီဘန်အစိုးရကိုအပိသက်ရှင်မုံပြီးတော့မှပုံခိုရာကူတွေတွေကိုပြန်ရောက်တော့အောင်တွန်ပို့ဖို့အတွက်ဆိုရင်ပါကစ္စတန်ဟာသူ့ရဲ့လက်နက်အင်အားအားလုံးကိုထိုးသွင်းဖို့မလိုပဲအနေငယ်လေးနဲ့တင်လုံလောက်ပါတယ်လို့ပြောခဲ့ပါတယ်။ဒီတခါတော့ဆွေးနွေးပွဲပြပြတော်ပြီးတဲ့နောက်မှာ ဒီ session ဆိုသူတို့ပဲပါကစ္စတန်ခေါင်းဆောင်တွေဟာပို့ပြီးတော့မှအရှော့အတင်းလုတ်တဲ့လေတံကိုအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့အခုတော့အရာကလည်းပြောင်းလဲတော့ပါပြီ။အဲ့ဒီကာကွယ်ရေးဝန်ကြီးကိုတိုင်ကအစ္စလာမ်မှာပဲတိုက်ခိုက်မှုပြီးတဲ့နောက်မှာသူ့နိုင်ငံကိုသူပြောခဲ့တာကဘသူမဆိုပါကစ္စတန်နေဇက်ကဒီစစ်ပွဲကိုအာဖဂန်နစ္စတန်ပါကစ္စတန်နေဇက်ဒေသနဲ့ဘာလို့ရှိစတန်မျိုးဝေးလံတဲ့နေရာတွေမှာပဲတိုက်နေတယ်လို့ထင်နေရင်ဒီကနေ့အစ္စလာမ်မှာပဲခရိုင်တရားရုံးမှာဖြစ်ခဲ့တဲ့အသေးခံဘုံခွေးတိုက်ခိုက်မှုကို တတိပေးခေါင်းလောင်းတယ်ပေါ့နော်တနည်းအားဖြင့် nota ဖို့အတွက်စော်အောင်မှုအဖြစ်မှတ်ယူတင်တယ်ဒါဟာပါကစ္စတန်တနိုင်ငံလုံးအတွက်စစ်ပွဲပါပဲဆိုပြီးတော့မှကြော်ကြခဲ့ပါတယ်ဒီအစ္စလာမ်ဘက်တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာဒီကျွန်တော်တို့ပြောခဲ့သလိုပဲပါကစ္စတန်တာလီဘန်နဲ့ဆက်ဆက်နေတဲ့အဖွဲ့အစည်းတစ်ခုကဒီလိုရဲ့အတွက်တာဝန်ယူခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပါကစ္စတန်တာလီဘန်အဖွဲ့အစည်းရဲ့အမြင့်ဆုံးခေါင်းဆောင်မှုဘက်ကတော့တိုက်ခိုက်မှုနဲ့ဓာတ်ရိုက်ဆက်ဆက်မှုမရှိဘူးဆိုပြီးတော့မှညှင့်ဆို့ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ လူမှုမီဒီယာပေါ်မှာတော့ပါကစ္စတန်ဝန်ကြီးချုပ်ကနောက်ထပ်ဆွဆွေးချက်တစ်ခုကိုထပ်ပြီးထုတ်ခဲ့ပါတယ်။အာဖဂန်နစ္စတန်ကဒီကျူးလွန်သူတွေကိုခိုးလုံခွင့်ပေးရုံသာမကပဲတကယ်တမ်းဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာအဓိကရှိနေတာကအိန္ဒိယပါပဲလို့ပြောခဲ့ပါတယ်။ဒီတစ်ပတ်မှာဖြစ်တော်တဲ့တိုက်ခိုက်မှုတွေဟာဆိုရင်ဒီအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံးမှာသူတို့ရဲ့အစိုးရတွေနဲ့အများပြည်သူတွေအရင်ကခံစားခဲ့ရတဲ့ဒီလုံခြုံမှုဆိုတဲ့ခံစားချက်ကိုလုံးဝရိုက်ရှိုးပြစ်လိုက်တာပါ။ပါကစ္စတန်မှာဆိုရင်တော့နိုင်ငံရဲ့ဒီအနောက်မြောက်ဘက်ဒေသတွေဟာ ပါကစ္စတန်တာလီဘန်ရဲ့ချိန်ဆမှုအောက်မှာရှိနေတယ်ဆိုတာသိကြပါတယ်။ဘာလို့ရှိစတန်ပြည်နယ်လို့တခြားနေရာတွေမှာလည်းလူတွေကိုထိခိုက်အောင် လုပ်ကျင်တဲ့တခြားအကြမ်းဖက်အဖွဲ့အစည်းတွေရှိနေခဲ့ပါတယ်။ဒါပေမဲ့အစ္စလာမဘက်ကတော့လုံးဝလုံခြုံနေရမှာပါ။အဲ့ဒီလိုပဲအိန္ဒိယမှာလည်းကက်ရှမီးယားဒေသမှာဒါမှမဟုတ်နိုင်ငံရဲ့အရှေ့ဘက်မှာပေါ့နော်တခြားသဘုံအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကရှိနေပါတယ်။ဒါပေမဲ့လည်း2025ခုနှစ်မှာဒေလီလိုမျိုးနေရာမျိုးမှာ ကာဗွန်ခွေမှုတစ်ခုအောင်မြင်တော့လိမ့်မယ်လို့ဘယ်သူကမှယူဆထားခဲ့မှာတော့မဟုတ်ပါဘူး။ဒါပေမဲ့အခုလိုတွေဖြစ်တော့နှစ်ဖက်စလုံးမှာတည်ငြိမ်မှုဆိုတဲ့ခံစားချက်ကပြည့်စုံတော့ခဲ့ပါပြီ။အိန္ဒိယနဲ့ပါကစ္စတန်တို့ကအစင်းချင်းလက်ညှိုးထိုးပြီးတော့မှပြန်လေတုံးပြန်ကြတဲ့အခါမှာဒီပြည့်တွေဟာရိုးရိုးမတော်တဆမှုဖြစ်စဉ်တွေမဟုတ်တော့ပါဘူး။ဒီနေ့အစောပိုင်းကသူတို့ရဲ့ပဋိပက္ခကြောင့်ဆုံးရှုံးမှုတွေရှိခဲ့တဲ့ဆိုပေမဲ့အိန္ဒိယနဲ့ပါကစ္စတန်ခေါင်းဆောင်နှစ်ဦးစလုံးဟာအရှင်တွေကိုသူတို့အတွက်အခွင့်အရေးဖြစ်အောင်အသုံးချဖို့စူးစမ်းနိုင်ပါတယ်။ အထူးသဖြင့်ဒီအိန္ဒိယမှာတိုက်ခိုက်မှုတွေပြန်ဖြစ်လာတာကနေအကျိုးအမြတ်ရယူဖို့အကြောင်းပြချက်တွေရှိနေတယ်လို့ယူဆရပါတယ်။အဲ့ဒီအကြောင်းပြချက်ကတော်တော်လေးရိုးရှင်းပါတယ်။ဒီနှစ်မေလမှာဖြစ်ပေါ်ခဲ့တဲ့အပြစ်အလှန်တိုက်ခိုက်မှုကဒီအိန္ဒိယအတွက်မျက်နှာပြက်စရာဖြစ်စေခဲ့ပါတယ်။ပါကစ္စတန်ကလည်းတူညီတဲ့ခံနိုင်ရည်ကိုကြားသနိုင်ခဲ့တာရဲ့ဒါမှမဟုတ်ဒီအမေရိကန်ကဝင်ရောက်ပြီးတော့မှအပြစ်အခက်ရစေးရေးကိုဂျောင်းဝင်စေစပ်ပေးခဲ့တာရဲ့ဟာအိန္ဒိယအတွက်စိတ်ပြက်အားငယ်စရာဖြစ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့အိန္ဒိယဟာပါကစ္စတန်နဲ့ပတ်သက်ပြီးတော့မှ ူဘာသာသူကင်တွေဖြစ်ရှင်းနိုင်စွန်ရှိတယ်လို့အမြဲတမ်းဂုံယူခဲ့တဲ့နိုင်ငံဖြစ်နေတဲ့အတွက်ပါအိန္ဒိယကအခုလိုမျိုးအလွန်ရှုပ်ထွေးတဲ့အကြမ်းဖက်ဂျန်စီမှုတစ်ခုဖြစ်နေပုံရတဲ့ကိစ္စကိုလည်းဖြစ်ရှင်းနေရပါတယ်အဲ့ဒီဂျန်စီမှုကပါကစ္စတန်ကစီစဉ်တာဖြစ်နိုင်တယ်လို့အိန္ဒိယဘက်ကဆွဆွေးထားပါတယ်ပါကစ္စတန်ဘက်မှာတော့အရှင်တွေကအဲ့ဒီထက်ပိုပြီးနည်းနည်းရှုပ်ထွေးပါတယ်အစ္စလာမ်ဘက်ဟာအိန္ဒိယနဲ့အရင်ကရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ပုံစံကိုတကယ်ပဲကျေနပ်နေခဲ့ပြီးတော့မှ ပြင်သေးလို့ဒီအစင်းမြတိုက်လေရန်တွေကိုပြစ်ရှားနိုင်ခဲ့တာအတွက်လည်းဂုဏ်ယူခဲ့ပါတယ်။သူတို့ရဲ့ဒီအောင်မြင်မှုကိုနယူဒေလီကိုဆင်းကျင်တဲ့ပုံမှုပြင်းထန်တဲ့အမျိုးသားရေးဝါရီစကလုံးတွေပျော်ဖို့အတွက်အကြောင်းပြချက်အဖြစ်အသုံးပြုခဲ့ပါတယ်။ပါကစ္စတန်စစ်တပ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့အဆင်မာနီဟာနောက်ကွေခါနေနိုင်ငံကိုအုပ်ချုပ်နေတဲ့အစစ်အမှန်အုပ်စိုးသူဖြစ်ပါတယ်။ဒီတစ်ပတ်မှလည်းသူဟာတသက်တာခုခံကာကွယ်ခွင့်နဲ့သူရဲ့အာဏာတွေကိုတိတိတတ်တာရှေးထွင်ခွင့်ရရှိခဲ့ပါတယ်။ပြီးတော့ ါကစ္စတန်စစ်တပ်ခေါင်းဆောင်ဟာသူ့အနိုင်ယူနိုင်မယ်လို့ယုံကြည်ထားတဲ့နိုင်ငံနဲ့ပဋိပက္ခကိုတိုးမြင့်ရာကနေဘာကြောင့်အကျိုးအမြတ်ရနိုင်တယ်လဲဆိုတာကိုမြင်တွေ့ဖို့သိမခက်ဘူးလို့ကျွန်တော်တို့ထင်ပါတယ်။နိုင်ငံတကာမှာလည်းအရှိန်အနေကပါကစ္စတန်ဘက်ကိုပြောင်းလဲနေပုံရပါတယ်။အစ္စလာမဘက်ဟာဒေါ်နီထရက်လက်ထက်မှာအမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံရေးပုံမိုးတိုးတက်လာတာကို ခံစားခဲ့ရပါတယ်။တရုတ်ကလည်းပါကစ္စတန်ဟာတရုတ်စစ်ဘက်ဆိုင်ရာစစ်လက်နက်ပစ္စည်းတွေအတွက်လက်တွဲစမ်းသပ်တဲ့နေရာတစ်ခုအဖြစ် အသုံးပြုနိုင်တယ်ဆိုတာကိုသူတို့သိရှိသွားတဲ့အတွက်အထူးသဖြင့်ဒီတရုတ်နိုင်ငံနဲ့ပုံမနှိဆက်လာပါတယ်ရုရှားနဲ့အီရန်တို့ကြတော့ဒီပါကစ္စတန်ကနောင်လာမဲ့စီးရေလှုပ်ရှားမှုတွေလုပ်မယ်ဆိုရင်ဒိုင်းရိုက်ကူညီမယ်ဆိုပြီးအဲ့ဒီဒီဂတိပေးခဲ့တာမျိုးတော့မရှိပါဘူးဒါပေမဲ့ရုရှားနဲ့အီရန်ဘက်ကတော့ဒီပါကစ္စတန်အနေနဲ့စီးရေလှုပ်ရှားမှုတွေလုံဆောင်ရင်တော့မှနိုင်ငံတကာတန်တမန်ရေးဖိအားပြင်းပြင်းထန်ထန်နဲ့ရင်ဆိုင်ရမှာမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းအရေးအမျှပြောကြားခဲ့ကြပါတယ်ဒီလိုပြောဆိုလိုက်ခြင်းအပြင်သူတို့ဟာ ပါကစ္စတန်ကိုဒိတ်တဆိတ်ထောက်ခံကြောင်းပြသခဲ့ပုံပါပဲစမ်းကျင်ဘက်အနေနဲ့ကတော့အိန္ဒိယဟာအခုချိန်မှာအတော်လေးအထီးကျန်နေပြီးတော့မှအမေရိကန်နဲ့ဆက်ဆံရေးအားနည်းလာပြီးတော့တရုတ်ကအိန္ဒိယကိုထိန်းချုပ်ထားရမယ့်ပြိုင်ဘက်အသည့်အဖြစ်မှတ်ယူနေတယ်လို့မျိုးပဲဒီပါကစ္စတန်ထင်ပေါ်လာတဲ့အချိန်မှာပေါ့နော်အိန္ဒိယရဲ့ဗျူဟာမြောက်ဗမ်မလိုက်ရဲ့မူဝါဒဒီဂျာနေမူဝါဒကသူ့ကိုပြန်လေထိခိုက်စေနိုင်ပါတယ်အဲ့ဒါအပြင်ဒီအိန္ဒိယဟာဒီအချိန်မှာမဟာမိတ်တွေကိုရှာမယ်ဆိုရင်တာလီဘန်အုပ်ချုပ်တဲ့ အဖဂန်နစ္စတန်နဲ့ပေါင်းဖို့ဖြစ်လာပါလိမ့်မယ်။တာလီဘန်တို့တင်ပိုက်ပြီးတဲ့နောက်ပိုင်းအိန္ဒိယကဒီမကြသေးခင်ကပဲဆက်ဆက်ရေးပြောင်းလဲထူထောင်ဖို့စ조사ခဲ့ပြီမယ်။ကပူဟာဆိုရင်တန်တမန်ရေးအရာရောစေးရေးအရာပါအထောက်အကူဖြစ်တာထက်ဝန်ထုံးဝန်ဖို့ပိုဖြစ်စေမှာပါ။အိန္ဒိယအတွက်အရှင်တွေကိုပို့ပြီးဆိုးရွားစေတာကတော့ပါကစ္စတန်ရဲ့လုပ်ရပ်ပဲဖြစ်ပါလိမ့်မယ်။ပါကစ္စတန်ကနယူးဒေလီနဲ့ဒီကဘူးပေါ့နော်တနည်းအားဖြင့်ဒီအာဖဂန်နစ္စတန်ကိုပုံမနီးဆက်အောင်စ조사ပြီးတော့မှစီးယုံနေုံတာမကပဲ ဒီအာဖဂန်နစ္စတန်အစိုးရကိုယ်တိုင်ကအိန္ဒိယရဲ့ထောက်ခံမှုရထားတဲ့အစိုးရဖြစ်တယ်ဆိုပြီးတော့မှပါကစ္စတန်ဘက်ကလူသီးရှင်ကြားဆွဲဆွေးပြောဆိုနေခြင်းဖြစ်ပါတယ်။ဒီအစီအစဉ်ဒီအားလုံးမှာချက်ချင်းဆိုသလိုပဲစစ်ပွေးကိုလုံးဝဆောင်ရှားခြင်းတဲ့နိုင်ငံကတော့အာဖဂန်နစ္စတန်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ဒီနိုင်ငံဟာသူ့ရဲ့အိန္ဒိယနိုင်ငံတွေနဲ့စည်ကြီးအရာတူညီတဲ့အဆင့်အတန်းမရှိပါဘူး။ဒီအစီအစဉ်ကိုတာလီဘန်ခေါင်းဆောင်တွေကပြီးခဲ့တဲ့လကဒီပါကစ္စတန်ရဲ့ဒီစည်ကြီးအရာအတီးအလင်းချိန်ချောင်မှုပေါ့နော်ဒါမှမဟုတ် ပြင်းထန်တဲ့တတိပေးချက်တစ်ခုလို့ပြောနိုင်မယ်အဖြစ်အပျက်မတိုင်ခင်ကလေးကကြိုပြီးသိရှိထားခဲ့ကြတာပါပါကစ္စတန်ကကမ္ဘာအဆင့်မီတိုက်လေယာဉ်တွေယာနေရှိတဲ့ဒီအဆင့်မြင့်တိုက်ပွဲဝင်တင်္ကားကြီးတွေနဲ့ထောင်ထဲရှိတဲ့အမြောက်တွေကိုအသုံးပြုနေချိန်မှာအာဖဂန်နစ္စတန်မှာတော့ AK-47 တပ်နဲ့တွေကိုကင်ထားတဲ့ရှေ့ချင်းစစ်သားတွေနဲ့ပြားတိုက်ကနေဆွေးထုတ်လာခဲ့တဲ့အတိုင်းဖြစ်နေတဲ့ဒီစစ်လက်နက်ပစ္စည်းကြီးတွေလောက်သာရှိပါတယ်ဒါပေမဲ့အာဖဂန်နစ္စတန်ဟာပဋိပက္ခတွေကိုဆွေးသွင်းခံရဖို့အခွင့်အလမ်းအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်ဒီလိုမျိုး စစ်ပွေးတွေကိုဆွေးသွင်းခံရမယ့်အခြေအနေမျိုးဖြစ်တာကတော့ဒီအာဖဂန်နစ္စတန်အစိုးရတနည်းအားဖြင့်ဒီတာလီဘန်ကပေါ့နော်ငြိမ်းချမ်းရေးလိုချင်တာကိုလုံးဝဂရုမစိုက်တဲ့အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ကွန်ရက်ကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်သူရဲ့ဆန္ဒနဲ့ဆန်းကျင်ပြီးတော့မှစစ်ပွေးတွေကိုအတင်းအကျပ်တွန်းပို့ခံရနိုင်ပါတယ်။အာဖဂန်တာလီဘန်အပေါ်မှာကျွန်တော်တို့ခဏလောက်ဒီအကောင့်ဘက်ကယူဆပြီးတော့မှသူတို့ဟာဒီပါကစ္စတန်တာလီဘန်ကိုတကယ်တမ်းဒီညွှန်ကြားပေးနေတာမဟုတ်ဘူးဆိုတဲ့အချက်ကိုကျွန်တော်တို့လက်ခံကြည့်လိုက်ကြရအောင်ပါ။ ဒါမှမဟုတ်ဒီပိုပြီးစာနာစိမ်းနဲ့ကြီးမယ်ဆိုရင်တော့မှအာဖဂန်နစ္စတန်အစိုးရဟာအရှင်းအနေတွေပိုဆိုးလာအောင်ဒီပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုရှောင်ရှားဖို့တောင်းဆိုနေတယ်လို့တော့မှကျွန်တော်တို့ယူဆနိုင်ပါတယ်။အာဖဂန်နစ္စတန်ကဒီလိုရွေးချယ်ရတဲ့အကြောင်းရင်းကကိုကိုကိုကာကွယ်ဖို့အတွက်ဖြစ်ပြီးတော့မှပါကစ္စတန်နဲ့ဒီစစ်ပွဲဟာဘယ်သူနိုင်မလဲဆိုတဲ့မေးခွန်းမဟုတ်ပဲဒီအာဖဂန်နစ္စတန်ဟာဘလောက်ဆိုးဆိုးရော်ရော်ထိခိုက်နာကျင်ခံစားရနိုင်တယ်လဲဆိုတဲ့မေးခွန်းဖြစ်နေတဲ့အတွက်ပါ။ဒါပေမဲ့ပါကစ္စတန်တာလီဘန်ရဲ့ရည်မှန်းချက်က ဒီကပူးဘက်ကနာကျင်ခံစားရတာကိုတာစီဖို့မဟုတ်ပါဘူးပါကစ္စတန်တာလီဘန်ရဲ့အဓိကညီမချက်ကဘလို့ပဲဖြစ်ဖြစ်ပါကစ္စတန်ကိုထိခိုက်နာကျင်အောင်လုပ်ဖို့ပါပြီးတော့မှအခုချိန်မှာအဲ့ဒီအဖွဲ့အစည်းဟာအလွန်တရာမှကောင်းမွန်တဲ့အခွင့်အရေးတစ်ခုကိုရရှိနေပါပြီပါကစ္စတန်တာလီဘန်ကသူတို့ဒီပါကစ္စတန်အတွင်းမှာနောက်ထပ်လုံမဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုအိန္ဒိယရဲ့ရန်လိုတဲ့လုပ်ရက်တွေအဖြစ်ဒီပါကစ္စတန်ဘက်ကဆွဆွေးလိမ့်မယ်ဆိုတာကိုကြိုပြီးသိထားပါပြီ TTP ကဒီအကြမ်းဖက်မှုလုပ်လိုက်ရင် ပါကစ္စတန်အစိုးရကအမြင့်တန်းလိုလိုအိန္ဒိယကိုလက်ညှိုးထိုးပြီးတော့မှဆွဲဆွေးနေကြဖြစ်တဲ့အတွက် TTP ကဒီအချက်ကိုသူတို့ရဲ့ပဋိပက္ခကိုပိုကြီးလာစေမယ်ဗျူဟာတကူအဖြစ်အသုံးချဖို့တည်နေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ပြီးတော့သူတို့တိုက်ခိုက်တဲ့ပြစ်မှတ်ကပိုပြီးအထီးမခံနိုင်လေပါကစ္စတန်ရဲ့တုံ့ပြန်မှုကပိုပြင်းထန်လေဖြစ်လာပါလိမ့်မယ် TTP ကသူတို့ကိုယ်တိုင်ပါကစ္စတန်ကိုဘလောက်ပဲထိခိုက်အောင်လုပ်လို့နိုင်ငံတစ်ခုကြားမှာစစ်ပွေးကြီးဖြစ်တော့ရင်အိန္ဒိယကပါကစ္စတန်ကိုပို့ပြီးတော့မှဆိုးရွားစွာနာကျင်အောင်လုပ်နိုင်မယ်ဆိုတာကို TTP ကသိနေပါတယ် ။ဒါကြောင့်ဒီ TTP ရဲ့ရည်ရွယ်ချက်ကအိန္ဒိယနဲ့ပါကစ္စတန်ကိုဆေးဖြစ်အောင်တွန်းပို့ဖို့ဖြစ်ပါတယ်။ပါကစ္စတန် Taliban TPP ကဒီအာဖဂန်နီမြေပေါ်မှာလှုပ်ရှားမှုတွေလုပ်ပြီးတော့မှအာဖဂန်နစ္စတန်အစိုးရထိန်းချုပ်ဖို့ခိုက်ခဲတဲ့နေဆက်ကိုအခွင့်ကောင်းယူနိုင်တယ်ဆိုတာကိုသူတို့သိထားကြပါတယ်။ဒါကြောင့်သူတို့ဟာဘာအပြစ်ပေးခံရမှုမှမရှိဘဲပါကစ္စတန်ကိုဆက်ပြီးတိုက်ခိုက်လို့ရနေတာပါ။ TTP ကဘလို့တိုက်ခိုက်မှုမျိုးလုပ်လို့ပါကစ္စတန်ကဒါကိုအိန္ဒိယဘက်ကလာတဲ့ရန်စားမှုလိုပဲရှုမြင်ပြီးတော့မှ လက်တုံးပြင်ဖို့အမြဲအသိပြင်ထားတယ်ဆိုတာ TTB ကသိနေတာပါ TTB ကပုံပြီးရေးရေးတင်တင်တိုက်ခိုက်ဖို့အားဖြစ်စေတာပါပါကစ္စတန်တာလီဘန် TTB ရဲ့ရည်မှန်းချက်ကဒေတာရင်းပဋိပက္ခကိုရှောင်ရှားဖို့မဟုတ်ပါဘူးသူတို့ရဲ့ရည်မှန်းချက်ကပို့ပြီးတော့မှအရှိန်မြှင့်ဖို့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ TTB ဟာလူတယောက်နှစ်ယောက်နဲ့ဘုံနေနေလောက်ကိုသူတို့တုံးလိုက်ယုံတယ်တကယ်တမ်းဆိုရင်ဒီတာမန်ပုံကံရေးအဖွဲတွေဘတော်မှမလုံနိုင်တဲ့အရာမျိုးတွေကိုသူတို့လုံနိုင်တဲ့အတွက်ပါအဲ့ဒါကတော့ အိန္ဒိယနဲ့အာဖဂန်အစိုးရတွေကိုပါပါကစ္စတန်နဲ့စစ်ပွေးဖြစ်အောင်ဆွေးသွင်းနိုင်တဲ့အတွက်ပါဒါပေမဲ့ဒီစစ်ပွေးဖြစ်အောင်သူတို့ဆွေးဆောင်နိုင်မလားမနိုင်ဘူးလားဆိုတာကတော့အာဖဂန်နစ္စတန်ကဒီလူတွေကိုဘလောက်ထိထိန်းချုပ်တားဆီးနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်ဒါပေမဲ့ဒါကတော့အခုအချိန်မှာဒီအာဖဂန်နစ္စတန်လုံနိုင်တဲ့အရာတော့မဟုတ်ပါဘူးကဲဆိုတော့ဒီမကြသေးခင်ကပေါ့နော်ဒီအိန္ဒိယနဲ့ပါကစ္စတန်မှာဖြစ်ခဲ့တဲ့ဘုံခွေမှုနှစ်ခုကိုကျွန်တော်တို့ကြည့်ရင်တောင်အာရှကအခြေအနေကတည်တည်တသာသာဆိုးရွားနေတာကိုကျွန်တော်တို့မြင်နိုင်ပါတယ်။ဒါပေမဲ့ ပို့ပြီးအဲ့ဒီထက်နည်းနည်းဆိုင်ဆိုင်ကြည့်လေလေအရာရာကပို့ပြီးဆိုးလာလေလေပါပဲအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာစစ်ပွေးဖြစ်ဖို့စိတ်အားထက်သက်နေတာမဟုတ်ပေမဲ့သူတို့နှစ်ဦးစလုံးကဖြစ်နိုင်ခြေကိုတော့အလွန်တရာလက်ခံထားကြပါတယ်အထူးသဖြင့်ဒီပါကစ္စတန်ဘက်ကပါပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကြားကနေဆက်ဟာဆိုရင်အရှင်အနေတွေပြန်လေပူနွေးလာဖို့စောင်းဆိုင်နေတဲ့ပဋိပက္ခဆောင်တစ်ခုဖြစ်နေပါတယ်အဲ့ဒီမှာတီမြင့်မှုမရှိပဲဒီစာကလေးကပျက်စီးနေတဲ့အပြစ်ခက်ရစေးရေးကိုပဲအာကိုပြီးတော့မှထိန်းချုပ်ထားရပါတယ် ဒီဒေတာတစ်ခုလုံးကအခုအချိန်မှာတစ်စိမ်လုံးပေါက်ခွေဖို့အတင်းရှိနေတဲ့ဘုံတလုံးနဲ့တူပါတယ်ပြီးတော့ဘသူကဖောက်ခွေရဲခလုတ်ကိုကင်ထားတာလဲပါကစ္စတန်မဟုတ်ပါဘူးအိန္ဒိယလည်းမဟုတ်ပါဘူးအာဖဂန်နစ္စတန်လည်းမဟုတ်ပြန်ပါဘူးဒါဟာဒီအိန္ဒိယနဲ့ပါကစ္စတန်ဂျာကဒီအငင်းပေါ်ပွေကက်ရှမီးယားဒေတာတစ်လျှောက်ကအစွန်ရောက်အချိန်မြင့်တင်လို့တဲ့အကြံဖက်အဖွဲ့အစည်းတွေရဲ့ပေါ်ပေါ်ပါပါရှိတ်ဆက်ထားတဲ့ကွန်ရက်တစ်ခုပဲဖြစ်ပါတယ်သူတို့ကအဲ့ဒီကြီးမားတဲ့အနေရောက်ခလုတ်ကြီးကိုသူတို့နှိမ့်လိုက်ခြင်းအပြင် သူတို့အတွက်ဘာအောင်မြင်မှုတွေရနိုင်မလဲဆိုတာကိုကောင်းကောင်းသိရှိနားလည်ထားတဲ့သူတွေလည်းဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ဆိုင်ရာနိုင်ငံတကာကျွမ်းကျင်သူတွေကတော့စစ်ပွဲဟာမလွေးမသွေဖြစ်လာမယ်လို့မဆိုလိုကြောင်းနဲ့နိုင်ငံစလုံးနောက်ဆုတ်ဖို့အတွက်တကယ့်အကျိုးစီးပွားတွေရှိကြောင်းကိုလည်းအလေးထားပြောကြားခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကပိုပြီးနေဆိုင်ပါတယ်။ဒီနိုင်ငံတွေတွေကဘေးနိုင်ငံကမှဒီလာမယ့်ရသက်တပတ်တွေအတွင်းမှာစစ်ပွဲစတင်ဖို့သူတို့ဘာသာသူတို့ဆုံးဖြတ်မှာမဟုတ်ဘူးဆိုရင်တော့မှ ဒီဂျားကန်အဖွဲ့အစည်းတစ်ခုပေါ့နော်တနည်းအားဖြင့်ဒီတာရီယာအဖွဲ့အစည်းတစ်ခုတနည်းအားဖြင့်ဒီအကြံဖက်အဖွဲ့တစ်ခုကနေစစ်ပွေးဖြစ်အောင်ဖန်တီးလိုက်တဲ့အခါမှာအဲ့ဒီစစ်ပွေးစားတင်မဲ့ရွေးရှည်ခွင်ကိုသူတို့လက်ထဲကနေအဲ့ဒီအကြံဖက်သမားတွေကဆွေးထုတ်သွားနိုင်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ကစစ်ပွေးဖြစ်တာကိုလက်ခံလာရပြီးတော့မှအာဖဂန်နစ္စတန်ကလည်းဒီစစ်ပွေးတွေမှာအတင်းအကျပ်ပါဝင်သွားနိုင်ပါတယ်။ဆိုလိုတာကဘာလဲဆိုတော့အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာစစ်ပွေးမဖြစ်ရှင်ပေမဲ့အကြံဖက်အဖွဲ့တွေရဲ့ရန်စားမှုတွေကြောင့်အဲ့ဒီစစ်ပွေးတွေကိုပါဝင်သွားနိုင်ပါတယ်။ စစ်ပွဲကိုစတင်မလားငြိမ်းချမ်းရေးကိုဆက်ပြီးထိန်းသိမ်းမလားဆိုတဲ့ရွေးရှိခွင့်ဟာအဲ့ဒီနိုင်ငံတွေရဲ့ခေါင်းဆောင်တွေရဲ့လက်ထက်မှာမရှိတော့ပဲအကြက်ဖက်အဖွဲတွေရဲ့လက်ထက်ကိုရောက်တော့မယ်လို့ဆိုလိုချင်တာပါဒီတော့ဒီနေ့ပြောတော့တာတွေကိုပို့ပြီးနားလေအောင်အချင်းစုတစ်ခေါက်ကျွန်တော်ပြန်ပြောပြတော့ပါမယ်ဖြစ်စဉ်ကတော့ဒီ2025ခုနှစ်နိုဝင်ဘာလတည်းမှာအိန္ဒိယနဲ့ဒေလီရဲ့ဒီပါကစ္စတန်ရဲ့ဒီအစ္စလာမ်ဘာပဲမြို့တော်တွေမှာဘုံတွေဇက်တိုက်ခွေခဲ့တဲ့ဒါကဒီဒေတာမှအစီအနေတည်ငြိမ်မှုမရှိတော့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြလိုက်တာဖြစ်တဲ့ ပြီးရင်အိန္ဒိယကဒီတာခိုက်မှုတွေအတွက်ပါကစ္စတန်နဲ့ဆက်ဆက်တဲ့သူတွေကိုဆွတ်ဆွေးတယ်။ပါကစ္စတန်တာလီဘန် TTP ကအစ္စလာမ်မှာပဲဘုံကွဲမှုကိုသူတို့လုပ်တာလို့ဝန်ခံပေမဲ့ပါကစ္စတန်ခေါင်းဆောင်တွေကတော့အဲ့ဒီတာခိုက်မှုတွေဟာအိန္ဒိယရဲ့ဒီစပွန်ဆာပေးမှုကြောင့်ဖြစ်တယ်လို့ပြန်ပြီးဆွတ်ဆွေးတယ်။တကယ်တမ်းဒီစစ်ပွဲဖြစ်အောင်ဒီဖောက်ခွေရဲခလုတ်ကိုကင်ထားတဲ့သူတွေကနိုင်ငံတွေမဟုတ်ဘူး။အိန္ဒိယပါကစ္စတန်နေဇာဒီကက်ရှမီးယားမှာလှုပ်ရှားနေတဲ့အစွန်ရောက်အကြံဖက်အဖွဲ့တွေရဲ့ကွန်ရက်ဖြစ်တဲ့ပြီးရင်ဒီပါကစ္စတန်တာလီဘန်ရဲ့ရည်မှန်းချက်ကတော့ ဒီငွေကုန်ကြေးကြအနေဆုံးနဲ့လုတ်တဲ့ဒီအကြံဖတ်မှုတွေကနေတဆင်ပေါ့နော်အိန္ဒိယနဲ့ပါကစ္စတန်ကိုသူတို့စစ်ပွေးကြီးဖြစ်အောင်တွန်းပို့ဖို့ဖြစ်တယ်ပြီးရင် TTP ကအာဖဂန်နေမြေပေါ်မှာခိုးလုံနေတဲ့အတွက်ဒီဘသူမှားလဲသူ့ကိုတော်ပြီးတော့မှအပြစ်မပေးနိုင်ဘူးပေါ့နော်ပြီးရင်အာဖဂန်တာလီဘန်အစိုးရဘက်ကဒီစစ်ပွေးကိုသူတို့မလိုချင်ပေမဲ့ TTP ကိုသူတို့မှတားဆီးနိုင်စုံမရှိတဲ့အတွက်သူတို့ရဲ့ဆန္ဒနဲ့ဆန်းကျင်ပြီးတော့မှဒီပဋိပက္ခတွေကိုသူတို့ဆွေးတွင်းခံရမယ့်အန္တရာယ်အကြီးမားဆုံးရှိနေတယ်ပြီးရင်ဒီ ပါကစ္စတန်စစ်တပ်ခေါင်းဆောင်ပိုင်းဟာဆိုရင်ဒီအကြမ်းဖက်မှုအစီအစဉ်တွေကိုသူတို့အသုံးချပြီးတော့မှသူတို့ရဲ့အာဏာကိုရှေ့ထွက်နေတယ်လို့ယူဆရတယ်။နောက်တစ်ခုကကြတော့ဒီရုရှားနဲ့အီရန်တို့လိုနိုင်ငံတကာအင်အားကြီးနိုင်ငံတွေကလည်းဒီပါကစ္စတန်ဘက်ကိုတိုက်တဆိတ်ရည်တည်နေပုံရတယ်။ပြီးရင်ဒီအိန္ဒိယကတော့အရင်လိုပါကစ္စတန်ကိုကိုယ်ပါတာကိုက်တွေ့နိုင်စွန်းရှိတယ်ဆိုတဲ့ခံစားချက်ပျက်စီးသွားပြီးတော့မှနိုင်ငံတကာမှာလည်းအဖြစ်အပျက်နဲ့အထူးကြံတယ်လို့ဖြစ်နေတယ်။ပြောရရင်ဒီဒေတာတစ်ခုလုံးဟာဒီအချိန်မရွေးပောက်ခွေထွက်နိုင်တဲ့ဘုံတလုံးလို့ဖြစ်နေတယ်ပေါ့။နိုင်ငံတွေကဒီစစ်ပွဲကိုသူတို့ စစ်ဖြစ်ဖို့မလိုချင်ပေမဲ့ဒီအကြံဖက်အဖွဲ့အစည်းတွေရဲ့လက်ထေကခလုတ်တစ်ခုကသူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုဆွေးယူတော်ပြီးတော့မှစစ်ပွဲစီကိုမဖြစ်မနေတွန်းပို့သွားနိုင်မယ်အခြေအနေပါပဲဒါကတော့ဒီဗီဒီယိုလေးမှာကျွန်တော်ပြောသွားတဲ့အချက်တွေရဲ့အဓိကအကြောင်းရင်းတွေပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာနောက်နေ့ဒီမှာလည်းအခုလိုမျိုးကျောင်းစာတွေကိုတင်ဆက်ပေးနေအောင်ပါမို့ဆောင်ရွက်ကြည့်ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်တစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ Great အမှတ်စဉ်02 အောက်လမ်းဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စင်းတို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဇေနောတက်တာဆောင်နဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39 668 9112 625နဲ့399 905 8539လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။